ကျမ်းမာတော်မူကြပါစခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့မေလ12ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရောက်ပါပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့နိုင်ငံမတည်ငြိမ်အောင်ပြည်သူလူထုကလှုပ်ဆောင်ခြင်းဖြစ်ဟုဒေါ်သက်သက်ခိုင်ပြောစစ်တပ်မှလွဲရည်လက်နက်ကိုင်အဖွဲ့များလက်နက်စွန့်ရန်ဒေါ်သက်သက်ခိုင်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအပြည့်အခက်ရစေးရေးမှထာဝရငြိမ်းချမ်းရေးသို့ရောက်ရှိစေရန်စစ်တပ်ကလွဲရည်လက်နက်ကိုင်အဖွဲ့အစည်းများလက်နက်စွန့်ကြရန်ပြည်သူ့ရှေးဆောင်ပါတီ ပြီးသုံးလုံးဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကယမန်နေ့ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ပါတီသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။၎င်းကအပြည့်အခက်ရဲစဲရေးကနေထာဝရငြိမ်းချမ်းရေးကိုရောက်အောင်တက်မတော်ကလွဲပြီးကြံလက်နက်ကင်အဖွဲ့တွေလက်နက်စွန့်ချဖို့ကြိုးစားကြပါနိုင်ငံရေးစကားဝိုင်းကိုလာကြဖို့အဓိကပြောချင်ပါတယ်လို့ဆိုပါတယ်။နိုင်ငံရေးဖြစ်စဉ်မတည်ငြိမ်စေရန်လုတ်ဆောင်သူများမှပြည်သူလူထုပြည်တွင်းမှရှိတဲ့နိုင်ငံရေးသမားများစစ်တပ်နဲ့နိုင်ငံတကာဆွတ်ဖက်မှုများလည်းပါဝင်နေကြောင်းပြည်သူများအမြင့်ကျယ်လိုအပ်ကြောင်းလည်း၎င်းကပြောဆိုပါတယ် ဒါအပြင်နိုင်ငံရေးပါတီကအစိုးရဖြစ်လာပြီးမှလှုပ်ဆောင်တဲ့ရွေးကောက်ပွဲမှာမတမာမှုဖြစ်ဖို့အလားအလာရှိပြီးစစ်ကောင်စီပြုတ်လုတဲ့ရွေးကောက်ပွဲမှာတမာတမတ်ရှိတဲ့ရွေးကောက်ပွဲဖြစ်ကြောင်းတော်တက်တက်ခိုင်ကပြောဆိုပါတယ်။လက်ရှိမှာ P3 လုံးပါတီအနေနဲ့လာမယ့်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်တွားရန်ပြင်ဆင်နေပြီးရွေးကောက်ပွဲကတိကဝတ်ရေးဆွဲ၍တင်ပြတော်မှာဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းတစ်ပုဒ်ကတော့ဗမော်တိုက်ပွဲအတွင်းစစ်ကောင်စီလေကြောင်းမှချပေးတဲ့ 60မမဘုံဒီများ KIA ထံရောက်ရှိတက်စေးရုံမှာဒရန်ရလူနာများ၍ကုသ၍မရနိုင်ဖြစ်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာလာနေချီကြာမြင့်လာတဲ့ကချင်ပြည်နယ်ဗမော်မြို့သိန်းတိုက်ပွဲအတွင်းယခုရက်ပိုင်းစစ်ကောင်စီတပ်များတေဆုံးထိခိုက်မှုများပြီးတက်စေးရုံမှာဒရန်ရလူနာများပြည့်နှက်နေကြောင်းသိရှိရပါတယ်ညကြီးနာဂရင်300ဆက်တက်စေးရုံတဆရတင်မြင့်ဆောင်300တမာရိုးစေးရုံမှာ မွန်တိုက်ပွဲမှာပြန်လည်တည်ဆောင်လာတဲ့အတွင်းလူနာများနဲ့ပြည်နယ်နေကြောင်းစစ်ရေးတရင်အရင်မြစ်တံကနေသိရှိရပါတယ်။မြောက်ပိုင်းတိုင်းစစ်တနာကျုံနဲ့တက်စေးယုံကမြေကြီးနားလေးစိတ်ပဲခြားတယ်။ဒီအပိုင်းဗမော်တိုက်ပွဲအတွင်းကနေလူနာတွေပြန်တည်လာတယ်။လူအင်အားလဲရဟရင်30နဲ့ပို့တယ်။တိုက်ပွဲအခြေအနေကပြင်းထန်နေပါတယ်လို့ကချင်တရင်အရင်မြစ်ကပြောပါတယ်။ဒူတိုင်းမှုပုံမှုချုပ်ရာဇာထုံးကိုတိုင်းတက်စေးယုံကိုဆင်းလာကတိုက်ပွဲမှာဒဏ်ရာပြင်းထန်လာသူများကိုစစ်ဆေးကြည့်ရှုနေရပြီး ဗမော်မျိုးသိန်းတိုက်ပွဲဟာအနီးကပ်တိုက်ပွဲဖြစ်လာတဲ့အတွက်စစ်ကောင်စီကလေကြောင်းမှလက်နက်ရိက္ခာနဲ့လူအင်အားကိုလေကြောင်းမှပို့ဆောင်နေရကြောင်းသိရှိရပါတယ်။ယခုရက်ပိုင်းအတွင်းစစ်ကောင်စီလေကြောင်းမှပို့ပေးတဲ့လက်နက်ခရံများထဲမှ60မမဘုံးသီးများ KIA ပူးပေါင်းတပ်ဖွဲ့ထံရောက်ရှိသွားကြောင်းသိရှိရပါတယ်။ drop ချပေးတာတိုက်ပွဲကအရန်နီးကပ်ပြီးပြင်းထန်နေတာမို့ KIAC ကြာသွားတယ်လို့သတင်းအရင်းမြစ်ကဆိုပါတယ်။လက်ရှိမှာဗမော်မှာရှိတဲ့စကခ21နဲ့ ခလာရ49တို့မှတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးတက်စကန်20ကြော့ကိုတပြိုင်နက်ပိတ်ဆို့တိုက်ခိုက်နေရတဲ့အနေအထားဖြစ်နေကြောင်းသတင်းအရင်းမြစ်ထံကနေသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ KNU တက်မဟာလီနေမြမှာရှိတဲ့စစ်ကောင်စီတပ်များအားတိုက်ထုတ်မယ်လို့တင်းနာရေးကမ်ပိန်းဥဆောင်သူများပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကရင်အမျိုးသားအစည်းအရုံး KNU တက်မဟာလီနေမြအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်သားတွေကိုတွန်းလှန်တိုက်ထုတ်နိုင်ရည်ရည်ရွယ်တဲ့တင်းနာရေးကမ်ပိန်း ရန်ပုံငွေရှာဖွေမှုကို KNU တက်မဟာလေးကောင်းဆောင်များရဲ့ခွင့်ပြုကူညီမှုနဲ့စတင်ပြုလုပ်နေကြောင်းကမ်ပိန်းအောင်မြင်ရေးဆောင်ရွက်နေသူများကပြောပါတယ်။တနင်္သာရီကမ်ပိန်းစကားဝိုင်းကိုမေလ10ရက်နေ့ကပြုလုပ်ခဲ့ရမှာစကားဝိုင်းမှာပါဝင်သူများကကမ်ပိန်းရဲ့ရည်ရွယ်ချက်ရန်ပုံငွေရှာဖွေမဲ့တက်မှတ်ပမာဏကမ်ပိန်းကာလတို့ကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ကမ်ပိန်းကာလကိုမေလ10ရက်နေ့မှဇွန်လ15ရက်ထိတလခွဲကြာတက်မှတ်ထားပြီး ထိုင်းဘက်သိန်း30ရရှိရေးဆောင်ရွက်သွားမယ်လို့စကဲဝိုင်းဆွေးနွေးမှုမှာပါတဲ့ဆရာစောဆန်းလွင်ကပြောပါတယ်။ဒီမကောင်းဆိုးဝါးတွေကကျွန်တော်တို့ပြည်သူလူထုရဲ့နေမြေမှာမရှိစေဘဲနဲ့မောင်းထုတ်ပြရမယ်အခင်းကျင်းတစ်ခုဖန်တီးပြီးမောင်းထုတ်ရမယ်ဆိုတဲ့အတွေးခေါ်ယူဆခြင်း ਨੇ ။အဲ့ဒီနေမြေဒေသမှာရှိတဲ့ခေါင်းဆောင်တွေနဲ့ညှိနှိုင်းနိုင်ငံတကာမှာရှိတဲ့ကရင်လုပ်ဖော်ကင်ဘက်တွေကအဲ့ဒီနေမြေတာဝန်ခံတွေနဲ့ဆွေးနွေးညှိနှိုင်းပြီးကျွန်တော်တို့ဒီကိစ္စကိုလုပ်ရခြင်းဖြစ်ပါတယ်လို့စောဆန်းလွင်ကပြောပါတယ်။ ကမ်ပိန်းရည်ရွယ်ချက်ကိုစကြဝိုင်းဆွေးနွေးမှုမှာပါဝင်ခဲ့တဲ့ဆရာစောအေဒါကရှင်းပြရမှာအကြောက်တရားများနဲ့ရင်ဆိုင်နေရတဲ့ပြည်သူများကိုအကာအကွယ်ပေးရန်တည်ငြိမ်ရေးနဲ့ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ပေါ်ပေါက်လာစေရန်နဲ့စစ်အာဏာရှင်ခြေကုပ်ယူထားတဲ့နေရာများကိုနေမီအတွင်းမှတုံးထုတ်ရန်အချက်၃ချက်အတွက်ရည်ရွယ်ပြီးကမ်ပိန်းလှုပ်ဆောင်ရခြင်းဖြစ်တယ်လို့ပြောပါတယ်လက်ရှိမှာအာနာခိုင်မြေကြီးတစ်ခုသာကြည့်တဲ့စစ်အာနာသိန်းသူများရဲ့လဝက်ကြီးအုပ်မှုကိုပြည်သူများတွန်းလှန်ခဲ့ဒီမှာ အထုအထိပ်ရောက်ရှိနေပြီဖြစ်ကြောင်းလဲစောအေတာကပြောပါတယ်။နေရာတိုင်းဒေတာတိုင်းကတစ်ချိန်တည်းမှာအရှင်ကောင်းကောင်းနဲ့လုံနိုင်ရင်တော့အရွေးတစ်ခုကိုရနိုင်မှာပါလို့စောအေတာကပြောပါတယ်။စစ်အာဏာသိမ်းအဖွဲ့ကအာဏာတည်မြေးရေးအတွက်၎င်းတို့လုံခြုံမှုပေးမဲ့နေရာကိုစဉ်းစားပြင်ဆင်ရမှာတနင်္လာရီတိုင်းကလဲစက္ကစရဲ့နောက်ဆုံးစကန်ဖြစ်နိုင်ကြည်များဟု၎င်းမှာတုံ့တက်ပါတယ်။ ဒီလိုစဉ်းစားတဲ့ကိစ္စမှာတနင်္သာရီတိုင်းဒီလဲစက္ကဆရဲ့နောက်ဆုံးစကန်းအနေဖြစ်ဖို့ဖြစ်နိုင်ခြေလဲများပါတယ်လို့တနင်္သာရီတိုင်းရင်သူတိုင်းရင်သားတွေကိုအသိပေးခြင်းပါတယ်တနင်္သာရီတိုင်းကိုစက္ကဆကခြေကုပ်ရမယ်ဆိုရင်သူ့အတွက်တဖန်ကောင်းထောင်လာနိုင်မဲ့အခြေအနေကိုရောက်လာလိမ့်မယ်လို့စောအေဒါကရှင်းပြပါတယ်အဆိုပါအခွင့်အရေးကိုပေးအပ်ခြင်းပြုမပြုနဲ့စစ်ကောင်စီရဲ့အင်အားတဖန်ကြီးထွားလာနိုင်တဲ့အရေးကိုကာကွယ်ခြင်းကို KNU တက်မဟာလေးတာမကအခြားသောလက်နက်ကင်အဖွဲ့အားလုံးကလှုပ်ဆောင်ရန်လိုအပ်ကြောင်း၎င်းကဆိုပါတယ် တနင်္သာရီနေ့မြေဟာပထဝီနိုင်ငံရေးအရထိုင်းဘက်ကိုကုန်းလန်းထွက်ပေါက်ရှိတဲ့ကဲ့သို့ပင်လယ်ထွက်ပေါက်ရှိတဲ့အတွက်ပထဝီနိုင်ငံရေးအရအခရာကြကြောင်းစောစမ်းလွင်ကပြောပါတယ်။အဆိုပါဒေတာကိုစစ်အာဏာရှင်အစိုးရကရုရှားနည်းပညာနဲ့130မဂါဝက်အနုမြူဓာတ်အားပေးစက်ရုံတစ်ခုတည်ဆောက်မဲ့တဲ့တွင်ယခုနှစ်မတ်လ9ရက်နေ့ကသတင်းမီဒီယာမှဖော်ပြမှုများရှိခဲ့ရမှာအဲ့ဒီသတင်းကြောင့်ထိုင်းနဲ့မြန်မာပြည်သူများရဲ့လုံခြုံရေးအန္တရာယ်ကင်းရှင်းမှုနဲ့ကောင်းမွန်တဲ့ဘဝနေထိုင်မှုအတွက်အလွန်ဆိုးရိမ်ပူပန်ကြောင်း KNU ဗိတ်တဝဲခရိုင်တပ်မဟာလေးကမေလ9ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ပြည်သူများရဲ့ကိုကံကြမ္မာကိုဖန်တီးခွင့်နဲ့စစ်တပ်ရဲ့အကြမ်းဖက်မှုများမှလွတ်မြောက်စေရန်အတွက်စစ်ကောင်စီအပေါ်စီရေးအရအေးအေးယူဆောင်ရွက်မှုများလုပ်ရန်လိုအပ်ကြောင်းလဲ KNU တပ်မဟာလေးရဲ့ကြေညာချက်မှာပါရှိပါတယ်။ KNU တပ်မဟာလေးဟာမေလ9ရက်နေ့မှာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တီကီစစ်ကောင်စီတက်စကန်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်ရင်းကျင်ညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ တီဂီစကန်မတိုင်ခင်ကလည်းဒေတာတွေမှာရှိတဲ့ထီထစစ်ကောင်စီ viewer scan ကိုတိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ KNU တပ်မဟာလေးဟာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အပါအဝင်တော်လှန်ရေးအင်အားစုများနဲ့ပူးပေါင်းပြီးတပ်မဟာလေးနေမြေမှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်မှုများအရှိန်မြင့်လှုပ်ဆောင်လျက်ရှိပြီးအောင်မြင်မှုများလည်းဇက်တိုက်ရရှိထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ရင်းမြင်းဒီမှာအဆက်ကွဲခဲ့သောအာနာသိန်းခေါင်းဆောင်ဤအကြီးအချင်းနဲ့ကဘာသုံးပါတာစကားဆိုတော့ နိုင်ငံရေးသုံးသက်ချက်လေးကိုတင်ဆက်ပေးပါမယ်ခင်ဗျာရန်ကုန်ကိုအလေပြန်တဲ့အချိန်တုန်းကတိုက်တိုက်ဆိုင်ဆိုင်ဂျပန်ဝင်ကြီးချုပ်မြန်မာပြည်ကိုအလေလာတဲ့အချိန်ပေါ့ဦးတန်းရွှေကြီးကဂျပန်ဝင်ကြီးချုပ်ကိုအီဆူမီလာမသိဘူးနာမည်တော့မေ့တိတိပါပဲအဲ့ဒီဝင်ကြီးချုပ်နဲ့တွေ့တဲ့အချိန်မှာရွှေကနုတ်တွေစင်ထားတဲ့ထိုင်းကုန်းမှာမိမိန်ကြီးထိုင်ပြီးဗမာလူတွေဒရဇက်ပြောနေတာဟိုဘက်ကစကားပြောချင်နေတာကိုလည်းအခွင့်အရေးမပေးဘူးတကယ်တော်သားအထာနဲ့စကားပြောနေတာမြင်တော့အနောက်နိုင်ငံတွေနဲ့ဆက်ဆံရေးမပြေလည်တာတွေက သူကိုယ်တိုင်အနောက်နိုင်ငံတွေနဲ့စကားပြောရမှာကိုကြောက်နေလို့ဆိုတာမြင်လိုက်ရပါတယ်။ဒီကြားတဲ့မြန်မာနီးမြမဟန်ဆိုပြီးပြည်သူကိုအမောင်ချပါသေးတယ်။ဟောအာနာသိန်းခေါင်းဆောင်ကြတော့လဲဘာထူးလို့လဲ။နိုင်ငံတကာခေါင်းဆောင်တွေနဲ့တွေ့ဖို့အိမ်ဖြည့်ဖိတ်ကြတာတော့မြန်မာလူတွေပြောနေတာ။ဘယ်နိုင်ငံခေါင်းဆောင်ကသူ့ကိုဂရုစိုက်မလဲ။တော်သားဆိုတဲ့အထာနဲ့သူစကားပြောတဲ့အချိန်မှာဟိုကြည့်လိုက်ဒီကြည့်လိုက်လို့ပြီးစိတ်ပြတ်ဟန်ပြနေတဲ့တခြားနိုင်ငံကခေါင်းဆောင်တွေရဲ့အမှုအရာကိုကြည့်ရင်သိနိုင်ပါလေ။ ျွန်တော်၉ရက်နှစ်လောက်တုန်းကဖယားကြီးဈေးထိမ်မှာမော်ရဲငါတော့တော့တောက်တယ်။ရောင်းတဲ့သူကကျွန်တော်နဲ့တက်တူရွယ်တူလောက်ပါ။သူ့နာမည်ကလှကိုဆိုလား။ကောင်းကောင်းမမတ်မိတော့ဘူး။သူကမြင်းဝံမင်းကြီးចောင်းတက်ကဘာကပညာရင်းနဲ့လေးတန်းလောက်စာသင်ပြီးចောင်းထွက်လိုက်တယ်။မော်ရဲငါတောက်ရင်သူနဲ့ရင်းနှီးသွားတာကစာဖတ်သူအချင်းချင်းဖြစ်နေလို့ပါ။ခင်မာပေါ်ထွက်နေတဲ့ဝတ္ထုရှိဝတ္ထုတူတွေနဲ့တရင်စာဆောင်းပါးတွေကိုသူ့အမြင်ကိုယ်အမြင်နဲ့ပြောပြကြတယ်။တနေ့တော့သူ့ကိုအတမပေးပဲသူ့ဖက်နေတဲ့စာအုပ်ကိုကြည့်လိုက်တော့ ပူပူနွေးနွေးထုတ်ထားတဲ့ Time Magazine စာအုပ်တအုပ်ပါကျွန်တော်အံ့ဩသွားပါတယ် Time Magazine တွေကသူဖတ်နေတဲ့ရုရှားနိုင်ငံအကြောင်းကိုပြောပြပြီးရုရှားပြိုကွဲတော့မယ်ကြေတရာစစ်ပွဲလည်းမရှိတော့ဘူးစစ်အေးတိုက်ပွဲလည်းပြီးတော့မယ် American ကရုရှားကိုတနက်မပစ်ပဲအလဲထိုးတော့မှာမယုံရင်ကြည်နေတဲ့1989ခုနှစ်လောက်ကမော်ဟင်းကားတယ်လီလှကိုပြောခဲ့တဲ့စကားက1992ခုနှစ်မှာတက်တည်ပြခဲ့ပါတယ်ဘေးမီဒီယာကမှဟော်ကိမထုတ်ခဲ့ပါဘူး သတင်းစာနဲ့မဂ္ဂဇင်းတွေပေါ်ကနိုင်ငံတကာသတင်းဆိုတာအကန့်အသတ်နဲ့ရေးရတာကွသူတို့မှလည်းလွတ်လပ်စွာရေးခွင့်မရှိဘူးမတိလို့မတက်လို့မရေးတာတော့မဟုတ်ဘူးပေါ့ကွာတီစဲအစိုးရရဲ့အာဏာဇက်အောက်မှာရေရှီတီမြဲဖို့လှုပ်ကြရတာကွာတဲ့အင်္ဂလိပ်ဘာသာနဲ့အစီတပုတ်ကိုဖြောင်းဖြောင်းတန်းတန်းမရေးနိုင်သေးတဲ့ကျွန်တော်ဟာလှကိုကိုချီချီဦးမိလိုက်တယ်။ငါလိုပါသေးလားဆိုတဲ့အတွေ့လဲရလိုက်ပါတယ်။လမ်းစဉ်ပါတီခေတ်ကစပြီးအစဉ်အဆက်ခေါင်းဆောင်ပိုင်းဟာအင်္ဂလိပ်စကားပြောမတက်ခဲ့ကြပါဘူး။ဒါ့ပေမဲ့ အောက်ခြေဝန်ထမ်းပိုင်းမှာတော့အင်္ဂလိပ်စကားပြောကျွမ်းကျင်သူတွေများစွာရှိခဲ့ပါတယ်။ကောင်းဆောင်ပိုင်းကဘာကြောင့်အင်္ဂလိပ်စကားမပြောတတ်တယ်လဲဆိုတော့တပါတာဂုံတူးရပြီးနေရာရလာကြလို့ပါပဲ။အမေစုလက်ထက်ရောက်မှသာနိုင်ငံတကာကအင်အားကြီးပါတယ်ဆိုတဲ့ကောင်းဆောင်တွေကိုဘာသာပြန်မလို့ပဲကြက်စုတ်ခုတ်ပစ်ပြောနိုင်ခဲ့တာပါ။အမေစုကလွယ်ရင်စီးရင်နိုင်ငံရေးစီးပွားရေးဘာသာရေးမှာတပါတာဂုံတူးရလာသူတွေဆိုတော့အခြားဘာသာရက်တွေနဲ့ပတ်သက်လာရင်သူတို့မသိကြတော့ဘူး။ဥပမာ ဦးနေဝင်းဦးတန်းရွှေဦးသိန်းစိန်နဲ့အာနာသိန်းကောင်းဆောင်တို့ဟာစီရင်မှနေရာရလာပြီးတိုင်းပြည်အာနာဘက်ကိုကူးလာခဲ့ကြတယ်။လူကယ်ပြန်ဝင်ကြီးဒေါ်တက်တက်ခိုင်ဟာစီးပွားရေးကနေအုတ်ချုပ်ရေးဘက်ကိုကူးလာခဲ့တယ်။ငလင်လှုပ်တာကိုငကားပလက်လန်နာလို့ပြောလိုက်တဲ့မိုင်းဘုံဆရာတော်ဟာလည်းမဟာယနဗုဒ္ဓဘာသာကလွဲရင်ကဘာကြီးရဲ့တဘာဝဘေးအန္တရာယ်တွေကိုဘာမှတိဟန်မတူဘူး။လေးလာတဟန်မတူဘူး။စာဖတ်တဲ့ဘဟုတုတ္တမျိုးလည်းမတွေ့ရဘူး။ဒီလိုလူတွေဟာဘာသာရက်တစ်ခုနဲ့နေရာရလာကြတော့ နိုင်ငံတကာနဲ့တွေ့ဆုံတဲ့အခါမှာဘာမှမပြောတတ်ကြပဲတိုင်းပြည်နစ်နာကြရပါတယ်။သူတို့မတတ်တော့အောက်ခြေကပညာတတ်တွေကိုပါကဘာကြီးနဲ့အဆက်အသွယ်မလုပ်ဖို့ဤအမျိုးမျိုးနဲ့တားဆီးကြကြတယ်။စစ်သားကအာဏာရလာလို့ပြောတဲ့စကားကိုစစ်ဘက်အနယ်တွေကမျက်လုံးစုံမိတ်ပြီးထောက်ခံကြတယ်။အထင်ကရဘာသာရေးသမားကပြောတဲ့စကားကိုဘာသာရေးလိုက်စားသူတွေကမျက်လုံးမိတ်ပြီးယုံလိုက်ကြတယ်။ဒီလိုပြောနေလို့ကျွန်တော်ကိုအင်္ဂလိပ်စာတက်ကျွမ်းသူတယောက်လို့မထင်စေချင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်းပြပမှနေနေပေမဲ့အင်္ဂလိပ်စာကိုဒီနေ့အထိလေ့လာသင်ယူနေသေးပါတရင်တွေကိုဘာသာပြန်တဲ့အခါအင်္ဂလိပ်ဘာသာစကားလေ့ကျင့်ခြင်းလို့အလွယ်တကူဘာသာပြန်ပေးတဲ့ application တွေမတုံးပါဘူးပြည်တွင်းတရင်ဌာနတွေဟာအကန့်အသတ်နဲ့ပဲရေးနေရတာမို့နိုင်ငံတကာတရင်တွေကိုတော်လန်ရေးပြည်သူတွေသိရအောင်တက်တလောက်နဲ့စ조사အချိန်ယူပြီးတင်ပြအတိပေးတုံးတက်ပေးနေတာပါအဘိဓာန်အကူအညီမလွတ်သေးပါဘူးတော်လန်ရေးကလာ social media ပေါ်မှာဈေးရောင်းဈေးဝယ် post အကြော post အမှုပညာဆယ်လီ post ဘာသာရေး post follower share တဲ့ post တွေကိုဥပိ္ပခါပြုနေပေမဲ့ online ပေါ်ကနေအင်္ဂလိပ်စာသင်ပေးနေတဲ့ဆရာဆရာမတွေကိုတော့ကျေးဇူးတင်အတိအမဲ့ပြုမိပါတယ်။ကဘာကြီးဟာ globalization လမ်းကြောင်းအတိုင်းတရွတ်ရွတ်ခရီးနေနေပါတယ်။ဤပညာတွေဟာတစ်နေ့တစ်နေ့ပြောင်းလဲတိုးတက်နေပါတယ်။ကဘာသုံးဘာသာစကားတစ်ခုကိုမတက်ကျွမ်းသေးဘူးဆိုရင်ခေတ်နောက်မှာကျန်နိုင်ခဲ့ပါတယ်။ကဘာသုံးဘာသာစကားကိုတက်ကျွမ်းမှမိုင်းတိုက်ခံရခြင်းကိုကာကွယ်နိုင်ပါလိမ့်မယ်။ဘဟုတုတ္တတိုးပွားပါမယ်။နိုင်ငံတကာနဲ့ရေမောင်တက်နိုင်ပါမယ်။ ပြည်တွင်းမှာဘလောက်ပဲကြီးတဲ့နေရာယာရုရနေပါစေကဘာကြီးနဲ့ဆက်သွယ်လို့ဘာမှမပြောနိုင်တဲ့အခါနိုင်ငံကုန်တိတ်ခါကြပါတယ်ပြည်သူတွေနစ်နာပါတယ်အထင်သေးခံရပါတယ်ဒီတော်လန်ရေးအောင်မြင်ပြီလို့နိုင်ငံအတွက်အရေးကြီးနေရာတွေပြီးတော့မဲ့အချိန်မှာကဘာသုံးဘာသာစကားတက်ကြွမှုကိုလည်းအရေးချင်းတစ်ခုအနေနဲ့စမ်းစစ်ကြရလိမ့်မယ်လို့အတိပေးသုံးသပ်ချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လန်ရေးသတင်းထူးများနဲ့ပြန်လာခဲ့ပါမယ် မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုအတွင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ။